အားလုံးမင်္ဂလာပါများကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်းရတော့16လ2025မိပင်ကသတင်းတွေကိုစစ်ကောင်စီကိုသတင်းလှမ်းပေးနေတဲ့အဘသာဇော်မွေးရဲ့ရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီနေ့မှာအဘသာဇော်မွေးကဘလို့သတင်းတွေကိုလှမ်းပြီးပေးနေတယ်ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ 18ရက်5လ2025ပေါ့နော်မြေပြင်ရရှိတဲ့တရင်ကိုနိုင်ငံတော်တပ်မတော်ကာကွယ်ဦးစီးချုပ်နဲ့အဘတူချုပ်ကြီးဦးစိုးဝင်းနာဆာကအဖွဲ့ဝင်တရလုံးရဲ့အေးဂျင်စာနေထိုင်နေတဲ့ပြည်သူလူထုရဲ့တပ်မတော်သားနဲ့တပ်မတော်သားမိသားစုတွေရဲ့တရှိစရန်အတွက်ကိုကျွန်တော်အဖြစ်ခံပေါ်နဲ့အမုန်းခံလူသားကနေပြီးတော့မှတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမပေါ့နော်အဓိကဟာကိုပဲကျွန်တော်တို့ပြောသွားမှာပေါ့နော်အဲမော်ချီအောက်ရွာတဲ့ညောင်စခန်းတွေရဲ့ဖုန်ကြီးเจ้าမှာအကျန်းဖက်ဘာသာရေးအဆောက်အဦးတွေကိုကာပါယူပြီးလှုပ်ချင်ရလှုပ်နေကြတယ်တဲ့နေမြေကန်သတင်းပေးဖို့လာတဲ့အတွက် ဆောင်ရွက်နိုင်ပါရန်တင်ပို့ရခြင်းဖြစ်ပါတယ်တော့နောက်တစ်ခုကတော့350ဇက်ခွန်တိုင်ရင်ပေါ့နော်350ခွန်တိုင်ရင်သတိထားပါပေါ့နော်အဲကျွန်တော်အဲ့လောက်ပဲပြောချင်တယ်အဲ့လောက်ပြောရင်တော့သဘောပေါက်ပေါက် PNU ပသစာအဖွဲ့တွေတော့ရှိတယ်ဒါပေမဲ့ရန်သူဘက်ကရန်သူဘက်ကတော့အင်အားအရန်များတယ်ပေါ့နော်အဓိကဆောင်ပြောင်းဖက်တိုက်ပွဲပြင်းထန်တယ်တဲ့ရန်သူအင်အားများတယ်လို့သိရတယ်နော်350ခွန်သတိထားပါကျွန်တော်ပြောပြီးပြီနော်ကျွန်တော်ကဟိုမမှန်ကန်ကန်ကျွန်တော်ပြောပြီးတာနော်နောက်တစ်ခုကတော့ မြစ်ကြီးနားမြစ်စုံဘက်မှာလည်း KIAPD တွေထက်ရောက်နေတယ်တဲ့။ဘန်ကားတွေကိုတေချာဆောက်ပြီးခန်းစစ်ပြင်တာကြောင့်သိရတယ်တဲ့နော်။မနော့ရွာကစစ်သုံးမြေပုံပေါ်မှာအတိအကျရှိပါတယ်တဲ့နော်။ကိုပေါကွယ်တော့တော့ဆက်လို့ပေါ့။နောက်တော့မြစ်ကြီးနားမြို့ပေါ်မှာနေစဉ်လူဆွဲနေတယ်တဲ့။နေစဉ်ဆိုင်တွေအိမ်တွေဆက်ကြီးကောက်နေတယ်တဲ့။စာရဖားနဲ့ SBR တဲ့ဘာတင်းမှမရတာလားတဲ့နော်။အခုမနေ့မြို့ပေါ်ရက်ကွက်ကလာကြီးပြားမှ လာကြီးပြားမှတိရတာတဲ့။မြို့ပေါ်ကကွန်းရဆိုင်မပြောနဲ့။မပကတိုင်းယုံနာက ပတ်မတီးကျေးရွာမှာကိုစက်ကြီးကောင်းနေတာပေါ်တင်တယ်ပေါ်တင်ပဲတဲ့เนาะအခုမျိုးပေါ်ပြည်သူတွေကတက်ကိုအမြင်မကြည့်တော့ပဲအဲ့ဒီကိစ္စတွေကိုနောက်ပြီးသတင်းပေးခြင်းပေမဲ့တတိယမပေးရကြတော့ပါတဲ့မပကားမှာဖျားသီးတွေတော်တော်များများရှိတယ်ပြောတယ်တဲ့နောက်တစ်ခုကတဲ့ great west ဆောင်မှုပွဲအတွက်တဲ့စကန်သွင်းလေးကျင်ပေးတာက၃ရက်ပဲတဲ့လှုပ်ပြီးအဲ့၃ရက်ပဲထမင်းကျွေးတယ်တဲ့နောက်ထပ်ဘာထောက်ပံ့မှမရှိတော့ပဲမိမိအစဉ်နဲ့မိမိအစီအစဉ်နဲ့မိမိချောင်းမှာပြန်တင်နိုင်ဖို့လုပ်ခိုင်းနေတဲ့နိုင်ငံတော်ကတတိယမှာတဲ့ချိန်ကြတာနဲ့မြေကြီးနာမျိုးမြေပြင်မှာဖြစ်နေတာကတခြားစီပါလို့တင်ပြလာပါတယ်တဲ့နော်ဒါပြည်သူ့တန်းပါ ဝင်ကြီးချုပ်ကအစအခုကိစ္စနဲ့ပတ်သက်ပြီးတာဝန်ရှင်မှုတာဝန်ခံမှုမရှိပါဘူးလို့သိရတယ်တဲ့အခုចောင်းသားတွေကစစ်ဖြစ်တဲ့နေရာက ကလေးတွေပါပါနေတော့သူတို့တွေအရန်ဒုက္ခရောက်နေရပါတယ်တဲ့တင်ကြပါမယ်ဆရာဆရာမတွေလည်းဘာလုပ်ပေးရမလဲမသိဖြစ်နေတယ်တဲ့နေကံမအကြောင်းတို့သတင်းပေးဖို့လာတဲ့အတွက်ဆောင်ရွက်တင်တာဆောင်ရွက်နိုင်ရအတွက်တင်ပြရခြင်းဖြစ်ပါတယ်တဲ့နော်ဒါပြည်သူရဲ့အတန်ပေါ့နောက်တစ်ခုကတော့လေးမျက်နာပေါ့နော်လေးမျက်နာမြို့အနောက်ဘက်ခြံအောင်စံကွင်းရွာပေါ့နော် AA တွေ PDF တွေပေါ့နော်အင်အား380ခန်းရောက်နေတယ်တဲ့နော်အဲ့ဒါ ကျွန်တော်ဒီလောက်ပြောလိုက်ရင်တော့မလုပ်ရမလဲဆိုတော့ကိုဘကူပြောတော့ကျွန်တော်ဆက်မပြောတော့ဘူးကောနော်နောက်တစ်ခုကပခုတ်ကူအခြေအနေပခုတ်ကူမျိုးနဲ့ဇီးကုံဇီးကုံနှစ်နဲ့ဖလန်အိုဆယ်ပင်စုဒီပါတွေကိုဘာမှမလုပ်တော့ဘူးဘရက်တွေကရွာသားတွေယူပြီးနေကြတယ်တဲ့အနီးကဇီးကုံနှစ်ကိုလည်းခြေပုံးမှပို့ထီရောက်มาတဲ့ရွာရွာသားတွေမရှိတော့ဘူးတဲ့တမတ်တရားတိ259 25တိ25နှစ်ဒီတက်တွေစစ်ကြောင်းထိုးကြပါတယ်တဲ့အခုက25နှစ်တိုင်ရင်တခုရှင်မကန်နဲ့အနောက်တော်ကျောင်းမှာကျန်တော့ပါတယ်တိုင်ရင်မှုရဲ့အမိတ်အောက်မှာဒုတက်မှမူး တိုင်းမှုရဲ့ဘာလဲတမမှုဆိုမသိဘူးဒုတမမှုအပအဝင်လှုပ်ရှားမှုမတွေ့ရပါဘူးတဲ့တမကင်းတွေလေပရက်တွေကအနိကတိုက်ခိုက်နေကြတာပါတဲ့ကျန်တဲ့တက်စုတွေနောက်တန်းပြန်ပို့တယ်တဲ့အထက်ကိုတင်မြပေးဖို့နဲ့ရှင်အချိန်မရွေးပီဒီရက်တွေကဝင်နိုင်တာမို့ချိုးတင်မရှင်းလင်းရင်ကောင်းတဲ့ရလက်တွေမရနိုင်ပါဘူးတဲ့တမီးတို့ပြည်သူစစ်တွေအနေနဲ့ဇီးကုန်းနစ်ကိုဖြိုဖို့ကားတဲ့ပြည်သူစစ်အင်အားရောလက်နက်အင်အားရောရှိမှအရှင်ပြေမှာပါတဲ့ဇီးကုန်းနစ်ဖလန်အို7စုဒီရွာတွေမှာပြည်သူမရှိတော့ပါဘူးတဲ့ PDF တွေလည်းရှိပါသေးတယ်ဒီရွာတွေကိုအမြင့်ပြတ်ခြေပုံးပေးစီလိုပါသေးတယ်ဒီရက်တည်းအလုံးမလုံးရင်အဆင်မပြေတော့လို့ပါတဲ့နော် နောက်တစ်ခုကတော့စလင်းမျိုးနဲ့မြေလူကျေးပါအကြမ်းဖက်ပီဒီအက်တွေများလာတာတွေ့ရတယ်2025 3လပိုင်းလောက်ခရေကညောင်တညောင်တိုက်နေထန်းတပင်လျှက်စစ်ရုံကိုဝင်တိုက်တဲ့အဖွဲကလူတွေပါတာကိုကိုပုံးရေးတဲ့အင်းအင်းအားတော်တော်များပါတယ်တဲ့ငကိုကမြေနုမှနေတဲ့အကြမ်းဖက်အဖွဲနဲ့ပေါင်းလိုက်ရင်အင်းအားတော်တော်များပါတယ်တနေရာကိုတိုက်ဖို့အကြံရှိတယ်ထင်တယ်တဲ့တိုင်းရင်းသားတွေလည်းပါတယ်တဲ့နော်အေအေတွေလားချင်းတွေလားကောင်းကောင်းတော့မသိဘူးတဲ့လက်နက်တွေလည်းအကြီးကြီးတွေပါတယ်ဘုံတွေကတော့မြေနုရွာမှာအရင်ကလုထားတာတွေရှိတယ်ညောင်မြေနုလမ်းမှာဘုံညောင်မြေနုလမ်းမှာဘုံတွေထောင်ထားတယ် တောင်ပီလာရွာရဲ့တောင်ဘက်ကနေအရှိတ်မြေနုရွာအရှိတ်အထိမိုင်းတွေထောင်ထားတယ်မြေနုရွာမှာနေတဲ့အကြမ်းဖက် PDF များကိုနာဆာကအစိုးရအနေနဲ့ဒီတိုင်းပဲထားတော့မှာလားကျွန်တော်တို့ရွာသူရွာသားတွေလည်းဒုက္ခအမျိုးမျိုးနဲ့ရင်ဆိုင်ရတယ်သူတို့နဲ့ရင်ပတ်ခြင်းမတူတဲ့ကျွန်တော်တို့မှာသူတို့ကိုကြောက်နေရရွာမှာဆိုရင်ခမောင်ဝင်းကိုရွာမှာဆိုရင်ခမောင်ဝင်းကိုကြောက်ရမြောက်ဘက်မှာဆိုရင်မချိုချိုမြင့်ဆိုတဲ့အမျိုးသမီးကိုလည်းကြောက်ရကိုဘုံနဲ့နာဆာကအစိုးရတိအောင်ပြောပေးပါလို့ကိုဘုံကိုအားကိုးပါတယ်တဲ့နော် နောက်တစ်ခုကတော့ဝန်တာစရာသတင်းပေါ့ဝန်တာစရာသတင်းဆိုတာကတော့ဒီလိုပေါ့နော်ကားသမားတယောက်ရဲ့တွဲကားသမားတယောက်ရဲ့ရင်ဖွင့်တံပေါ့ကိုဘုံရေးတဲ့ကားမှန်မတင်မဲမိပြီးစကားပြောနေလိုက်တာတဲ့အတိတွေနဲ့ပတ်စံအခိုးခံရရတယ်တဲ့အဲ့တော့သူပတ်စံခိုးခံရတယ်ဘသူခိုးသွားမှန်းတော့မသိဘူးသူအတိတွေတည်းကပဲနေမှာပေါ့နော်သူအတိလည်းဖြစ်ရင်ဖြစ်မယ်အဲ့ကားကျွဲတဲ့ဆုံမှာတန်းတာဟုတ်နော်အဲ့တော့ရတော့အဓိကပြောချင်တာကကျွဲတဲ့ဆုံကနေစာပြီးပြောဝဲပြောဝဲစစ်ပြောဝဲစစ်စေးရိတ်ရမဲတင်းစစ်စေးရိတ်တက်ကုံတဲတော့စစ်စေးရိတ်တက်ကုံအဝင်စစ်စေးရိတ် တောင်မူအုပ်တွင်းမှညောင်လေးပင်ထိဖျားကြီးစစ်စေးရေးဂိတ်၊ငကိုးစစ်စေးရေးဂိတ်အင်းတကောအင်းနိုင်စစ်စေးရေးရန်ကုန်အမြန်လန်း0မှ80စစ်စေးရေးအဆုံးပေါ်ပြားတဲ့စစ်သားနဲ့ရဲများကိုအထူးကျေးဇူးတင်ရှိပါကြောင်းအဲ့ဒီလိုစိတ်ဓာတ်တွေကိုရှိတဲ့တွေ့ရတာဝမ်းသာပါတယ်မဖြစ်မနေပေးဆောင်ရတဲ့ဂိတ်တွေပါပတ်စံအိတ်ပြောက်တယ်လမ်းမှာထမင်းစားဖို့ကစားအခက်ခဲရှိတယ်ဆိုတဲ့အကြောင်းရှင်းပြပြီးဖျက်လာခဲ့တယ်တဲ့တချို့တို့ရေဘူးသူတို့ရတဲ့မုတ်ပတ်စံမတောင်းပဲပြန်ပေးလိုက်တာတွေ့ရတယ်အားလုံးညှိထားသလားတော့မှတ်ရတယ်ကောင်းလိုက်တဲ့စိတ်ထားတွေပြားတယ်အင်းနိုင်ကစစ်စေးကြီးကအရာရှိလားအချားရှိလားမသိဘူးတဲ့အရွက်ဝင်းနဲ့ဆိုတော့တဲ့ အရွယ်ဝင်နေဆိုတော့မသိရဘူးတဲ့ငွေတထောင်ပြန်ပေးလိုက်တယ်တဲ့ထမင်းစားဖို့တဲ့နေပြည်တော်စစ်သားတယောက်ကဆိုရင်တဲ့နေပြည်တော်စစ်သားတယောက်ကဆိုရင်တဲ့ခဏကားစရာတဲ့ရေတံဘူးနှစ်ဘူးနဲ့မုတ်ထုတ်နှစ်ထုတ်ဝယ်ပေးလိုက်တယ်တဲ့စိတ်ထဲမှာမခံစားရဘူးတဲ့ဝမ်းသာမှုညွန့်နဲ့ ခံစားခဲ့ရပါတယ်ကိုဖုံးနဲ့ကျွန်တော်လဲတဲ့ line ပေါ်မှာပြောနေတယ်ဒါပေမဲ့မထီရောက်ဘူးတဲ့ကိုဖုံးပြောပေးပါအများကြီးအောင်လို့ဒီလိုအချင်းစိတ်တဲ့ကောင်းတဲ့စစ်တီတွေရဲတွေရှိတယ်ဆိုတဲ့အကြောင်းတချို့ကားသမားတွေနဲ့အချမ်းပညာတီအောင်ပြောပေးစီလိုပါတယ်တဲ့အရန်လေးစားဂုဏ်ယူပါတယ်ခင်ဗျာဝမ်းလဲတာပါတယ်ကျေးဇူးပြုပြီးပြောပေးပါတော့ကိုဖုံးနဲ့အချင်းတီလာနဲ့ပြည့်စုံတဲ့ဝန်ထမ်းတွေရှိပါတယ်တဲ့ကိုဘုံကိုမလိုလားတဲ့သူတွေကတော့အချင်းပြချစားတဲ့သူတွေပေါ့တဲ့အဲ့ဒီလူတွေကကြားထဲမှာဒီလိုလူတွေရှိတယ်အတူယူနိုင်အောင်တင်ပြပေးစီလိုပါတယ်ကျွန်တော်ပြောချင်တာက ပြောင်းတင်လာတဲ့တွဲကားခမရတဲ့ကိုဖုံးပြောလိုက်လို့သူတို့ကြားမယ်မြင်မယ်သိမယ်သူတို့လည်းဝမ်းသာမယ်တဲ့နော်သူတို့လည်းဝမ်းသာမယ်တဲ့ကာသမားများနဲ့ပြည်သူများကိုစားကျွန်တော်ကိုဖုံးကိုတင်ပြအပ်ပါတယ်တဲ့လေးသွားစွာပြင်းတယ်နော်အဲ့တော့အာအဲ့လိုဝန်ထမ်းကောင်းလို့ရှိအောင်နော်အဲ့လိုဝန်ထမ်းဆိုဝန်ထမ်းပြအောက်တန်းစားဝန်ထမ်းနေနဲ့နော်အဲ့လိုဝန်ထမ်းနေတောင်ကျွန်တော်တို့လို့အခုတွဲကားဆရာတိသွားပြီအဲ့လိုဝန်ထမ်းကောင်းနေအများကြီးနဲ့နာတယ်နော်နင့်နာတယ်အဲ့တော့ ဟိုကိုကိုကိုပေါ့ပြင်ကြပါပေါ့နော်လူဆိုတာကတည်သွားရင်6ပြီကျင်းနေမှာပါခင်ဗျားတို့အုပ်ကူလေးတကူထဲမှာပဲခင်ဗျားတို့ရှာထားတာတွေလည်းပါမသွားပါဘူးအဓိကကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးကျွန်တော်တို့တက်မတော်နဲ့ဝန်တန်းတွေနော်ဝင်ကြီးဌာနလောက်ကဝန်တန်းတွေအားလုံးနေမှာအချင်းပြချထားတဲ့လူတွေရှိရင်ဖြည်းဖြည်းချင်းပြင်ကြပါလို့ကျွန်တော်တောင်းပန်ပါတယ်ဗျာနော်နိုင်ငံရဲ့လူမျိုးချင်းအဓိကကျွန်တော်တို့နိုင်ငံလူမျိုးကောင်းရင်တိုးတက်ရင်တနိုင်ငံလုံးတိုးတက်မှာပါနော်ဝန်တန်းတွေလည်းချမ်းသာမယ်ပြည်သူတွေလည်းချမ်းသာမယ်နော်အေးချမ်းစွာနေထိုင်ခြင်းနဲ့တောသူတောင်သားမတိတဲ့ပြည်သူတွေကလည်းတက်မတော်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေဝင်ကြီးဌာနတွေအားကိုးခြင်းစိတ် ပေါက်လာတဲ့အစိုးရတရက်ကိုပေါ်ထွက်စေခြင်းလို့အမုန်းခံအမိုက်ခံပြီးတော့ပြောတာအသက်တွေအသေးခံပြီးတော့ပြောတာပါနော်ကျွန်တော်ဘုရားအဖြစ်ခံဘွားနဲ့အမုန်းခံလူသားပါနော်ဒီဘက်မှာကျတော့ဖြစ်ရတယ်အတခြားလူတွေကျတော့ကျွန်တော်မုန်းနေနော်အဲ့ဒီအတိပ္ပယ်အခုတော့ကျွန်တော်ပြန်လာတဲ့အတွက်ရှေ့တန်းစစ်တီတွေမိုးကလိုတယ်အဲတဲတွေဆောက်ဖို့မိုးကတွေလိုမယ်တယောက်ချင်းစီမိုးကတွေလိုဖို့အတွက်ကျွန်တော်ဆက်ပြီးတော့စူးစမ်းရပါဦးမယ်ပေါ့နော်မြန်မာပြည်အများဆုံးကျင်းကျန်းမှာရှေ့တန်းရောက်နေတဲ့တက်မလို့သားတွေဘေးရန်တွေကင်းရှင်းပြီးတော့မှနောက်တန်းကမိသားစုတွေနဲ့ထမင်းဝိုင်းလေးမှာအများဆုံးပြန်လည်စားနေတဲ့ပုံရိပ်တွေကိုတွင်းမြင်ရပါစေလို့မြတ်တာဖို့ဆုတောင်းခြင်းနဲ့ ကျွန်တော်ဖြစ်ခံပွားနေအမုန်းခံလူသားကသတင်းတင်ဆက်ပေးလိုက်ပါတယ်